ငလင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့ကျွန်တော်တို့ပြည်သူတွေအာအတွက်စိတ်မကောင်းဖြစ်ရပါလေဗျာအာကျွန်တော်မြန်မာပြည်သူတွေကကျွန်တော်ကိုဗစ်ဖြစ်တယ်နော်ပြီးတဲ့အခါကျရင်ဒီဟိုကောင်းနေနိုင်ငံတော်ပုံကံမှုဖြစ်လို့ဒုက္ခတွေရောက်တယ်အသက်တွေပြေးရတယ်အခုတခါငလင်တန်းဒီငလင်မတိုင်မီတော့ကလည်းပြီးခဲ့နေ့ကကျွန်တော်ရေဘေးတင်ကြသေးတယ်နော်ဆိုတော့ အမာဘီမာကဇက်တိုက်ဆိုသလိုဟို ကပ်ဘေးတွေနဲ့ကြုံနေရတာပေါ့ဗျာအဲဒီဒီကမ္ဘာကျန်တဲ့နိုင်ငံတွေမှာကတော့ဒီကိုဗစ်မှာပဲအဲသူတို့ကြုံလိုက်ရတာကျွန်တော်တို့ကတော့ကိုဗစ်ဖြစ်တဲ့တော့မင်းဆုံးမင်းကြီးရောက်ခဲ့ကက်တန်ကိုခံရတယ်ရေဘေးသိမ့်တယ်အခုတောင်ဟိုပေါ့ငလျင်ပေါ့ဟိုဒါကျွန်တော်မြန်မာပြည်မှာ2008ကျွန်တော်တို့နာဂစ်ပြီးရင်ဒုတိယ အာအကြီးမားဆုံးသဘာဝပေးရတယ်လို့ပြောပါလိမ့်မယ်အဲကိုဗစ်တုန်းကတော့ကျွန်တော်တိမ့်ကြော်တည်ရတယ်နော်နောက်တစ်ခါတန်းနဲ့ချီပြီးတော့ကျွန်တော်ပြည်သူတွေအာအိုမဲအိမ်မဲဖြစ်တယ်ဘဝတွေပြည့်ရတယ်မိသားစုတွေဆုံရှုံတယ်အဆုံပေါ့ဗျာဇက်တိုက်ဆိုသလိုဖြစ်လာတာအခုဒီမှာဆိုရင်လည်းဒါနော်အာကိုဗစ်ကြောင့်မသေးတဲ့လူတွေနော်တမတော်လိုင်းကြီးမှာ ထိခိုက်လို့တည်ရတယ် အဲနောက်တစ်ခါရေဘေးနဲ့သေရတယ်ဟိုအဲ့ဒီကနေလွတ်လာတဲ့လူတွေတခါဒီဘက်မှာအာငလျင်ဘေးနဲ့ထပ်ပြီးတော့ကြုံရပြန်တယ်ဗျာဆိုတော့တတော်ပေါ့ဗျာကတ်ကစက်တိုက်ဆိုသလိုဖြစ်နေတာပေါ့အစိုးဆုံးကတော့မင်းစုံမင်းညက်ကအဲရုပ်မှမူကပိုဆိုးတာပေါ့အဲတော့နာခင်မှာဆိုရင်လည်းပြင်ဆင်ချိန်နေရတယ်တို့ဒီမဲ့ဒီကောင်းလေးလူထုအတွက်ဘာမှဟိုပြင်ဆင်မှုမလုပ်ခဲ့ဘူးအဲသူတို့လုပ်ချင်တဲ့ဒီ referendum ပေါ့ဗျာ အာဒီ2008ဖွဲ့စည်းပုံအာအတီးပြုတ်ဖို့ပဲသူတို့အဲ့ဒါကိုဒီဇိုင်းမမတ်လုပ်ခဲ့တယ်အဲ့ဒီအချိန်မှာဒီ US အပါဝင် အမေရိကန်အပါဝင်နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကတော့ကူညီဖို့ရှိတယ်ဆိုတာကိုအကြောင်းကြားပေမဲ့အဲ့ဒါမောင်တန်းရွှေကလက်မခံဘူးဒါကြောင့်ကျွန်တော်တို့ပို့ပြီးတော့ရုံးကန်ခဲ့ရတယ်နော်အဲ့ဒီအဲ့ဒီရဲ့အာမှာကြုံခဲ့ရတဲ့လူတွေရဲ့စိတ်ဓာတ်ရတယ်ယနေ့အချိန်ထိကိုတော့ကြံနေတော့မယ် အဲကျွန်တော်လွန်ခဲ့တဲ့ဒီတော်လိုင်းအစတော့ကျွန်တော်နဲ့ချိန်ဆက်တဲ့လူတယောက်ဆိုရင်အဲသူအဲ့အဲ့ဒီကနေလွတ်လာအဲသူကိုနိုင်လည်းပြောတယ်ဟုတ်တယ်သူနဲ့စကားပြောတဲ့အခါမှာလည်းအဲစိတ်ပိုင်းဆိုင်ရာတစ်ခုခုဟိုထိခိုက်ထားတဲ့ပုံစံရှိတယ်အဲတော့သူပဲပြောတာနာခဲ့တော့ကမိသားစုဆုံးရှုံးထားလို့ဆိုတာတဲ့အတွေ့အကြုံအခုဒီသူစိတ်တရားကြံနေသေးတယ်ဆိုတာမျိုးပေါ့ဗျာဆိုတော့ဒါတွေကတော်တော်နဲ့ဖြေဖြောက်လို့ရမယ်ကိစ္စမျိုးတွေမဟုတ်ဘူး အခုကျွန်တော်တို့ငလင်းဖြစ်တယ်နော်ငလင်းဖြစ်တယ်ငလင်းမတိုင်ခင်မှာအာလိန်နဲ့စက်တိုက်ဘုံကျက်ခံရတယ်အခုလည်းဆက်ကျဲနေတုံးပဲနော်ဆက်ကျဲနေတုံးပဲဆိုတော့ဒီကောင်တွေကနော်လူမှုကိုကယ်ဆယ်ဖို့ထက်သူတို့အာနာမြဲဖို့ကိုပဲသူတို့အဓိကအာယုံစိုက်တယ်ဟလာဒီဒီဇင်ဘာနဲ့ဒီလာမယ့်2026ဇန်နဝါရီမှာရွေးကောက်ပွဲကိုအချိန်ခွဲပြီးလုပ်ဖို့အတွက်အခုတည်းကသူတို့နော်ပြင်ဆင်နေတာတွေရှိတယ် အဲ့ဒီဟိုဟာကိုပဲသူတို့အာယုံဆိုင်ပြီးတော့ဒီငလင်ကိစ္စအပေါ်မှာဒီကောင်တွေကလစ်လျူရှုထားတယ်ဟာလာလူမြင်ကောင်းအောင်အပြင်လေးဟိုလမ်းလျှောက်ပြဒီလမ်းလျှောက်ပြအစ်စ်မဲ့ရှိတယ်အခုထိုင်ဝမ်ကကယ်ဆယ်ရေးအဖွဲ့တွေလေစိတ်ကူရောက်လုံမဲ့ရှိသေးတယ်ဟာလာအကြောင်းမျိုးမျိုးဟိုရစ်ဒီရစ်နဲ့နောက်ဆုံးတော့ပြန်ပြီးတော့အာပြန်ခိုင်းလိုက်တယ်ပေါ့ဗျာအဲ့တော့ဘသူနစ်နာလဲပြန်ကြည့်လိုက်ကျွန်တော်လူလူနစ်နာတယ်เนาะအခုဟာက နေရာကျဲကျဲပြက်ပြက်နဲ့ဟိုဖြစ်သွားတယ်ဖြစ်တဲ့အတွက်ကြောင့်ကေဇယ်ရေးအဖွဲ့များရင်များတယ်လို့နော်ပို့ပြီးတော့ထိရောက်မှုရှိတယ်နောက်ဘူးဒါမျိုးကအချိန်ဆွဲလို့ကောင်းတာမျိုးမဟုတ်ဘူးအချိန်နဲ့တပြင်းညီလှုပ်ပြီးလှုပ်နေရတာဗျာပြောရမယ်ဆိုအခုကေဇယ်နေရင်းနဲ့ဟိုထက်ပြီးတော့ငလင်လှုပ်တယ်လှုပ်လို့ပြိုကြလို့ထက်သေးတယ်ဗျာဆိုတော့ဒီလိုမျိုးတစ်ဖက်နိုင်ငံကနေပြီးတော့နော်ကိုနိုင်ငံသားတွေကိုစာနာပြီးတော့ပစ္စည်းကရိယာတွေ လူတွေငွေကြေးတွေအကုန်ကြခံပြီးတော့ကယ်ဆယ်ရေးလာလောက်တာကိုသူတို့ကဟိုပြန်လွတ်တယ်ဆိုတော့ဒီကောင်လေးတော့ရုံမာတဲ့လူစားကဘာမှမရှိတော့တော့နော်မရှိတော့တော့အဲ့လိုပဲကျွန်တော်တို့ကအဲပြောမှအခြေအနေဖြစ်နေတယ်အဲ့တော့ဒါပေမဲ့အခုဒီဒီငလင်ဘေးမှာတော့ဒါအမေရိကန်ပထမဆုံးစပြီးတော့နော်ဖရန့်ကကူညီမယ်ဆိုတာမျိုးပထမဆုံးကျွန်တော်သိတဲ့လောက်မမအောင်ဆိုရင် အဲနိုင်ငံတကာမှာအမေရိကန်ပထမဆုံးစပြီးတော့ပြောတယ်လို့အဲကျွန်တော်ထင်ပါတယ်အဲတော့ Trump ကဘာကြီးနဲ့ပတ်သက်ပြီးတော့ဒီပညာရေးအထောက်ပံ့တွေကိုဖြတ်တောက်တိတိုင်အောင်ဒီငလင်းဘေးမှာတော့သူမနေပြစ်မထားဘူးဗျာနော်သူ Trump ကူညီမယ်နောက်တစ်ခါကျွန်တော်ဒီ Elon Musk ကလည်းသူ့ရဲ့ Starlink အာ internet ဟာတွေအဲနောက်တစ်ခါသူတခြားအထောက်ပံ့ပစ္စည်းတွေကိုလည်းလှူဖို့အတွက်အစိုးရရှိမှခွင့်ပြုမိတ်တင်ထားတယ် ကြာလာတဲ့ဓာတ်တွေကပမာပြီးကိုတန်းလာမဲ့အနေအထားရှိတယ်။အဲ့တော့ပုံပြီးဝင်းသားစရာကောင်းတာကတော့ဒီအထောက်အကူပစ္စည်းတွေကို နော်အမေရိကန်အပါဝင် Elon Musk တို့ကအာအစိုးရအပါဝင်အာဒီအထောက်အကူပစ္စည်းတွေကိုစစ်တဲ့စကားဆရှိရမဟုတ်ပဲဒီတော်လိုင်းအင်အားစုတွေရှိရနေပြီတဆင့်သွားမယ်လို့ဟိုသိရတဲ့အခါကျတော့ကျွန်တော်ပုံပြီးဝမ်းသာတယ်ဒါဒါမှလည်းတကယ်ဒုက္ခရောက်တဲ့လူတွေရှိလို့ရောက်ပါတယ်အခုဒီကောင်စကားဆလုံးနေတဲ့ပုံစံကလှူခြင်းလားလှူအထောက်ပံ့ပေးခြင်းပေး ငါတို့ရှိပေးအဲမင်းတို့သတင်းတော့မယူနဲ့အခုတစ်ထပ်ပြီးတော့စိုးရတာကဒီနိုင်ငံတကာမီဒီယာတွေအနေနဲ့ငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုမြန်မာပြည်ကိုလာပြီးယူခွင့်မပြုတော့ဘူးတဲ့เนาะဘလောက်တောင်များဒီကောင်းတွေเนาะဟိုစိတ်ရုပ်စိတ်မှာဘလောက်ကြီးတယ်လဲဆိုစဉ်းစားကြည့်ပေါ့ဗျာဆိုတဲ့အခါကျတော့ဗမာပြည်ကတော့တော်တော်လေးရုန်းကန်ရမယ့်အနေအထားရှိတယ်တို့မြတ်ကျွန်တော်တို့ကဒီတဘာဝဘေးရန်တွေရဲ့တို့ နော်ခုနရေဘေးတဘာဝအတီကျွန်တော်တို့ကိုဗစ်တို့နော်နောက်တခါအခုငလျင်ဘေးတို့ဆိုတာရန်ဖန်ရန်ခပေါ်လာတာနော်ဒါပေမဲ့ဗမာပြည်မှာကနှစ်ပေါင်း80လောက်ကိုနော်ကပ်ဘေးဆိုင်ခဲ့တာအဲဘာကတ်လဲပြောရရင်ဆိုအာနာယူတွေရဲ့အဲအာနာမက်တဲ့ကတ်ပေါ့ဗျာအာနာယူကတ်လို့ပြောရမှာပေါ့အဲ့တော့ဒီစနစ်ကြီးကိုအပီးတိုင်းဖြုတ်မချနိုင်ဘူးဆိုရင်ဒီတဲ့ဆိုးရတဲ့ဆုံးရှုံးမှုတွေကြုံရမယ် အခုထိုင်းမှာဖြစ်တယ်ဗမာပြည်မှာဖြစ်တယ်နော်ရေပေးလဲထို့အတူပဲထိုင်းမှာဖြစ်တယ်ဗမာပြည်မှာဖြစ်တယ်ထိုင်းကဘယ်လိုလောက်သွားတယ်လဲအစိုးရကလုံးဝအောင်တော့အချိန်နဲ့တပြေးညီရဟန်းရင်တွေလွတ်တယ်နော်ကယ်ဆယ်မှုတွေအများကြီးလုပ်တယ်အထောက်ပံ့တွေအများကြီးပေးတယ်မြန်မာပြည်မှာနော်အဲ့တော့အစိုးရအတုံးမကြလို့အစိုးရပြောမှတဆိုင်အုတ်ချုပ်တဲ့ကောင်တွေအတုံးမကြလို့เนาะမသေးသေးမဲ့သေသွားရတဲ့ပြည်သူတွေအများကြီးပဲအဲ့ဒါပါလဲဆိုအစိုးရနဲ့ဆိုင်တယ် ဲ့တော့ဒီကောင်လေးကိုထပ်ပြီးအုပ်ချုပ်ခွင့်ပြုရင်နော်ဟုတ်လားတာမန်အချိန်မှလည်းဒုက္ခရောက်မယ်အခုလိုမျိုးသဘာဝဘေးရနေရတဲ့ကြုံတဲ့အခါကျပို့လို့တော့ဒုက္ခရောက်နော်ဒီကောင်လေးကဟိုသူတို့အာဏာမြဲဖို့ကတွေ့ပြီးကြာတာဘာမှခုဆိုင်တာမဟုတ်ဆိုတော့ကျွန်တော်တို့လူလူအနေနဲ့လည်းအခုလိုဒုက္ခတွေခံစားနေရတာအဲအမတန်စိတ်မကောင်းဖြစ်တယ်ဒီပိုင်းနဲ့ထဲမှာပဲကျွန်တော်တို့ကနော်ဒီကောင်လေးရဲ့သဘောသဘာဝကိုလည်းနားလည်ဖို့လိုတယ်ဒီကောင်လေးက ဘလောက်ပဲလူလူဒုက္ခရောက်ရောက်အာနာမြဲဖို့ကိုပဲအာယုံစိုက်တဲ့ကောင်းနေဖြစ်တယ်။ဒါနာခင်းတဲ့ဥပမာပေးလို့ရတယ်။အခုလဲထို့အတူပဲဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာနော်တိုင်းသားနေမြေတွေတော်လိုင်းနေမြေတွေကိုလေရင်နဲ့ပုံချက်မပြတ်ဘူး။ဆိုတော့ကျွန်တော်တို့ကဒီတဘာဝဘေးအန္တရာယ်တွေကိုလည်းကြံ့ကြံ့ခံရင်ဒီကောင်းတွေအာနာရှင် ပြုတ်ကြဖို့တော်လိုင်းရေးကိုလည်းမျက်ခြေမပြတ်ဖို့လိုတယ်။အဲဒါမှကျွန်တော်တို့ဒါရေရှည် ဥမာတဘာဝပေးရနေဆိုတာတော့ရေတူဖြစ်သွားပေါ့ဗျာအာနာရှင်စနစ်ဆိုတာရေရှည်သွားမှာเนาะရေရှည်နှစ်နဲ့ဟိုကျွန်တော်တို့ဒီပွဲမှာရှုံးသွားရင်90နှစ်90လည်းဖြစ်နိုင်တယ်နှစ်တရားလည်းဖြစ်နိုင်တယ်เนาะဒါဘလို့မှာကိုကျွန်တော်တို့ဒီကောင်းတွေပြန်ပြီးတော့လှန်နိုင်မှာမဟုတ်တော့ဘူးဒါကြောင့်ဒီအာနာရှင်ပြုတ်ကြရေးကိုလည်းမျက်ချင်မပြတ်ဖို့လိုတယ်ကျွန်တော်တို့ကအရာရာတိုင်းကိုပေါ့ဗျာအစိုးကြီးပဲပြောလို့မရဘူးเนาะတခါတလေမှအစိုးရရဲ့အကောင့်တွေလည်းရှိတတ်တယ် အဲဒီကနေ့ငလင်းရင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တော်လိုင်းရေးတောက်လျှောက်2021ကနေပြီးတော့ယနေ့အချိန်ထိနော်ကမ္ဘာမီဒီယာတွေမှာနော်မြန်မာနဲ့ပတ်သက်လို့အထင်ပေါ်ဆုံးကဒီငလင်းကိစ္စဖြစ်သွားတယ်နော်အာနာကျွန်တော်ဒီအာနာသိမ်းတဲ့ကိစ္စအမင်းတို့တယောက်နဲ့တယောက်လက်နဲ့ကင်တိုက်နေကြတာပဲကွာနော်မင်းတို့နိုင်တဲ့ကောင်ယူကြမှာပဲဆိုတာလောက်ပဲလူပြည်အပေါ်ရန်တော့ပဲကြည်ကြတာအခုလိုမျိုးသဘာဝဘေးအန္တရာယ်နဲ့ကြုံတဲ့အခါကျလူပြည်စာနာကြတယ် အဲ့ဒီအချက်ကိုကျွန်တော်တို့ကသိထားဖို့လိုတယ်နိုင်ငံရေးဆိုတာကလူတွေရဲ့အရေးဖြစ်တယ်လူတွေရဲ့အရေးကို ဆောင်ရွက်တယ်ဆိုရင်လူတွေရဲ့စိတ်အခြေအနေသဘောထားအဲစိတ်အခြေခံတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်နော်အမေရိကန်ပထမအမေရိကန်ပထမလို့ဆိုပြီးတော့ကျွေးကြော်ပြီးတော့တမရနှစ်ကြိမ်ဖြစ်တဲ့ထွန့်တော့နော်ကြံတဲ့အရာတွေမှာ ပြတ်သားတော်ညာလည်းပဲအဲအခုလိုမျိုးဟိုဟိုဟိုပေါ့ဗျာတဘာဝဘေးရန်တွေရဲ့တို့ မတရားနိုင်တဲ့စီနင်းလောက်တာအထူးသဖြင့်ကလေးတွေလို့ကျွန်တော်မှတ်ယူလို့ရတယ်ကျွန်တော်တို့စီးရီးယားမှာထရမ့်ပထမအာထရမ့်ပထမတက်တဲ့သမ္မတဖြစ်တဲ့အချိန်မှာစီးရီးယားအရေးကိစ္စမှာသူထဲထဲဝင်မပါဘူးနော်အပေါ်ရန်လောက်ပဲသို့ပေမဲ့ဒီစီးရီးယားမှာဒီအာဆက်ကဒီကလေးတွေကိုဓာတုလက်နဲ့နဲ့နော်တိုက်လိုက်တဲ့အခါမှာတိုက်ခိုက်လို့ကလေးတွေတော်တော်များများအသက်ဆုံးရှုံးတယ်နော်တချို့ဆိုရင်ဟာလာအစိတ်ပိုင်းတွေခန္ဓာကိုယ်အစိတ်ပိုင်းတွေ ချုံရင်းပုံနဲ့အဲ့ဒါကိုထရန့်ကတော်တော်စိတ်မကောင်းဖြစ်ပုံပေါ်တယ်အဲ့ဒီအတွက်ကြောင့်ထရန့်ကပြစ်မိန်ပေးလိုက်တယ်အဲ့မှာဒီအမေရိကန်ကနေပြီးတော့ဒီအာဆက်ကအရေးကြီးတဲ့အဲစစ်အခြေဆိုင်စကမ်းတွေကိုပြစ်တယ်ဆိုတဲ့သတင်းတွေကျွန်တော်ဖတ်လိုက်ရတယ်ဒါကိုကြည့်ချင်းအပြင်နော်ခက်တံပါတယ်ဆိုတဲ့ထရန့်လိုလူမျိုးစီးပွားရေးဆန်တယ်ဆိုတဲ့ထရန့်လိုလူမျိုးတောင်ဒီလိုစိတ်အခြေအနေတွေရှိတယ်ဆိုတော့ကျွန်တော်ကအာဘောဗျာလေးလာလို့ရတယ်ခါကြတော့အခုဗမာပြည်အရေးကိစ္စမှာသူချက်ချင်းလည်းငယ်မထပြောတယ် နော်ဗမာပြည်ပို့မယ်ဟလာနှစ်တန်းလူတယ်လို့ကျွန်တော်ကြားရတယ်လက်တလုံးမှာဆိုတော့ဒီဒီလိုအခြေအနေကကျွန်တော်တို့ကကြွဲကူရေပါဆိုသလိုမျိုးဟောဒီအာနာရှင်ပြုတ်ကြရေးကိုပါကျွန်တော်တို့ဟိုကျွန်တော်တို့နေမှာပါနိုင်ရင်ပါနိုင်သလိုမျိုးကျွန်တော်တို့စီယုံအာတိမ့်သွင်းနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါအချိန်ခါကောင်းဖြစ်တယ်အခုကဒါတမန်တိုက်ပွဲအချိန်မြင့်ရမယ်အခါလို့ပဲကျွန်တော်ကအဲ့လိုပဲမြင်တယ် အခုဒါကျွန်တော်ဒီမနေ့ဆိုကျွန်တော်ကြည့်တယ်အာချန်ပီယံလိဘ်လို့ထင်တာပဲဘောလုံးပွဲမှာဟလာဘောလုံးပွဲမစခင်မှာဒီမြန်မာပြည်ငလျင်အဲ့အတွက်ဝမ်းနေတဲ့အနေနဲ့တမင်းနဲ့ညီသက်ပြီးတော့သူတို့ဟိုဝမ်းနေကြောင်းပေါ်ပြရတယ်ပေါ့ဗျာဒါတွေကို ကြီးကြီးအပြည့်တစ်ကဘာလုံးကဒီငလျင်ကိစ္စကိုအကြောင်းပြုပြီးမြန်မာပြည်ကိုစိတ်ဝင်စားနေတယ်ဆိုတာကတော့ကျွန်တော်တို့ဒါသိတာနေတယ် ဒါအဲ့ဒီနဲ့ပူတွဲပြီးတော့လက်ရှိဗမာပြည်ရဲ့အခြေအနေအဲဒီမှာဆက်အောင်တာသိမ့်ခံတာလူတွေကဒုက္ခရောက်နေတယ်အဲဒုက္ခရောက်နေတဲ့ဂျားတွေကမှအထပ်ပြီးတော့နော်ဟိုငလင်ရဖြစ်အစာနာစိတ်တွေပေါ့ဗျာနော်ဒီအနောက်နိုင်ငံသားတွေကကျွန်တော်သတိထားမိတာသူတို့အရင်ကျင်နာတတ်တယ်အရင်စာနာတတ်တယ်နော်ဒါကြောင့်မလို့လေသူတို့အလိန်ခံရတယ်နော်အလိန်ခံရတယ်အထူးသဖြင့်ဒုက္ခတွေတွေလိန်နာပေါ့ဗျာပြောရမှာဆိုရင်တော့အဲသူတို့ရဲ့ ကအဲ့လိုမျိုးကျင်နာတတ်တယ်တနာတတ်တယ်အဲကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းကိုပြောလိုက်ရင်တို့အရန်အားအသင့်တယ်တို့ကဒီမှာအဲ့လောက်ထိအခက်အခဲတွေမကြုံရဘူးလေဒီမှာဟလာအစိုးရရဲ့စနစ်တွေကလည်းကောင်းတယ်အစိုးဆုံးအနေထားဆိုတာတော့ကျွန်တော်တို့အတွက်တော့အကောင်းဆုံးအနေထားလောက်ဖြစ်နေတယ်ခါကြတော့တို့ကိုအဲ့ဒီလိုမျိုးဟိုပေါ့ဗျာအဲစိတ်ခံစားမှုတွေပြင်းထန်နေတဲ့အချိန် မျိုးမှာစီယုံတာပို့ပြီးတော့ထိရောက်မယ်လို့ကျွန်တော်အမြင်တယ်အခုထွန်းဆိုရင်မမာဘီကိစ္စဘာမှစိတ်ဝင်စားဘူးပဲထားဗမာဘီကြောင့်ဆိုသိမသိဘူးပဲထားအခုငလင်းပိစံကိစ္စနဲ့ပတ်သက်ပြီးသူသိသွားပြီအထူးသဖြင့်ကျွန်တော်တို့ဆိုရှယ်မီဒီယာကဒီကနေ့အချိန်ကမှအရန်ကိုအသုံးဝင်နေအရေးလဲပါတယ်အဲ့ဒါကိုအကျိုးရှိရှိသုံးနိုင်ဖို့လိုတယ်အဲ့ဒီကလေးတွေထိခိုက်တာတွေတက်ကြီးရော်တွေထိခိုက်တာတွေကိုကျွန်တော်တို့ကများများတင်ပေးဖို့လိုတယ်အဲပြီးရင်ဒီမြန်မာ ဒီပြီးငလျင်နဲ့ပတ်သက်ပြီးတော့အဲတက်တဲ့ဒီဓာတ်ပုံတွေအထူးသဖြင့်ဓာတ်ပုံကပုံပြီးထိရောက်တယ်ဓာတ်ပုံတို့ဗူဒီယိုတို့ဒါမျိုးတွေကိုတနေရာထဲမှာစုစုစည်းစည်းနဲ့ထားပေးနိုင်ပုံကောင်းတယ်အဲ့ဒါမျိုးတွေကို link တွေကိုဒီလိုမျိုးသက်ဆိုင်တဲ့လူကြီးတွေကောင်းဆောင်တွေနိုင်ငံကောင်းဆောင်တွေကပ္ပကောင်းဆောင်တွေကပ္ပထင်ပေါ်ကျော်ကြားတဲ့လူတွေရှိကိုကျွန်တော်တို့ကတော့ရောက်သွားမယ်ဆိုရင်ဒါအများကြီးကျွန်တော်တို့အထောက်အကူဖြစ်သွားနိုင်တယ်အဲဒီဟာကိုအခြေခံပြီးတော့ မြန်မာပြည်ရဲ့ဒီနေဦးတော်လန်ရေးအပေါ်မှာလည်းသဘောထားတွေပြောင်းလာပြီးတော့ပုံပြီးထောက်ခံမှုတွေရလာနိုင်တယ်လို့အဲကျွန်တော်ကတော့မြင်တယ်အဲ့ဒီလိုမျိုးလဲဖြစ်လာအောင်ကျွန်တော်တို့တက်ဆိုင်တဲ့လူတွေကနော်ရှင်းပြဖို့လိုတယ်ဗမာပြည်မှာဒီလိုဖြစ်လာတဲ့အစင်လားဒါလားအာနာရှင်တွေဇက်တိုက်လောက်လာတယ်ပြီးတဲ့အခါကျရင်အခုလိုမျိုးဖြစ်လာတဲ့အခါမှာထိုင်းနဲ့ရှင်းပြနိုင်ဖို့လိုတယ်နိုင်ငံရေးစနစ်ကွာတယ်အုပ်ချုပ်သူတွေကွာတဲ့အတွက်ပြည်သူတွေရဲ့ဒီ အဲရပိုင်ရပိုင်ခွင့်တွေကလည်းကွာဟတယ်ဆိုတဲ့အကြောင်းရေးပေးမှလည်းအရင်သိတာတဲ့အခုငလေးမှလည်းသိတာမှာပဲเนาะထိုင်းကသူဖိဖိစီစီလုံနိုင်တဲ့အစိုးရကထိုင်းဆိုထိုင်းနိုင်ထိုင်းဆိုတာတကယ်တမ်းမှဆိုဟိုဗမာထိုင်းနေမဟုတ်ပါဘူးကြောင်းအရှိတော်အရှာနိုင်ငံရဲ့ဒီမိုကရေစီဆိုတာကတော့ဗျာဖားတစ်ပိုင်းငါးတစ်ပိုင်းဒီမိုကရေစီပါဒါပေမဲ့ဗမာပြည်ထက်တော့အပုံကြီးတာတယ်ဆိုတော့ဒါမျိုးတွေကိုချိန်ထိုးပြီးတော့ဗမာပြည်သူတွေကိုစာနာဖို့ဒီຫນွေဥတော်လိုင်းမှာထောက်ခံပေးဖို့အဲ့ဒါမျိုးတဆင့်တွယ်ဝိုက်ပြီးတော့ အကျွန်တော်တို့ကတန်တမန်နီးအရာချင်းကပ်မယ်ဆိုရင် ပိုပြီးအောင်မြင်မှုရှိနိုင်တယ်လို့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်။အဲ့ဒါကြောင့်သူတို့အခုချိန်ကကမ္ဘာပြည်သူတွေကမ္ဘာကောင်းဆောင်တွေအနေနဲ့မြန်မာလူထုအပေါ်မှာ စာနာစိတ်တွေဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဒါဟာအချိန်ကောင်းလို့ပဲကျွန်တော်ကတော့အာမြင်ပါတယ်။ဒါကြောင့်တတ်နိုင်တဲ့သူတွေနော်ကျွန်တော်တို့ကမြင်တာပဲရှိပါတယ်။အဲ့လောက်ထိကျွန်တော်တို့မှထိုးဖောက်နိုင်တဲ့အရေးချင်းမရှိပါဘူးပုံမှန်လေးလေးပြောတာဒါကြောင့်မလို့ အရေးချင်းရှိတဲ့လူတွေဖောက်နိုင်စွမ်းရှိတဲ့ပုံကိုယ်တွေအနေနဲ့ဒီကျွန်တော်အာရဲ့တင်ပြမှုလေးကိုလက်ခံပြီးတော့အာတုံးကြည့်ပါလို့ကျွန်တော်ကတော့အကြံပေးပေးတာပေါ့ဗျာเนาะကိုနိုင်တဲ့အပိုင်းရနေဆိုတော့လူတွေရဲ့စိတ်ခံစားမှုမြင့်တက်ဆုံးအချိန်မှာเนาะကိုပြောတဲ့စကားတွေကပို့ပြီးတော့အာ ထီအောင်မှုရှိတယ်ပို့ပြီးနားဝင်နိုင်တယ်လို့ကျွန်တော်တော့လူတဘာဝကိုအခြေခံတဲ့နိုင်ငံရေးလို့ပဲပြောရမှာပေါ့ဗျာကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်အားလုံးတော့ဒီဒီအဲတိတဲ့ပို့ပြီးဒုက္ခမရောက်ကြပါစေနဲ့မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေတဘာဝဘေးတွေကလည်းเนาะမြန်အောင်ကြော်လွှားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးအထူးပဲကျေးဇူးတင်ပါတယ်